သူမြေပြင်ပေါ်ကိုကျသွားချိန်မှာခြားခြားမျောစင်ထိတ်တစ်ခုကိုတိုက်မိပြီးသူ့ရဲ့လေထီးကအဲ့ဒီမှာညှိသွားတယ်သူကိုယ်တိုင်လုတ်အောင်ဖျက်ဖို့စူးစားတော့လားကပြုတ်ကျသွားတယ်နှစ်နာရီကြာအောင်စစ်ပွဲကအောက်မှာဆက်ဖြစ်နေတော့မှာသူဟာတေးချင်းရောက်ဆောင်နေဖို့အတင်းကျပ်ခံခဲ့ရတယ်သူဟာသူ့ရဲ့ရဲဘော်ရဲဘက်များအသက်ခံရတာကိုကြည့်နေခဲ့ရပြီးရန်သူစစ်သားတယောက်နောက်ဆုံးမှတက်လာပြီးသူ့ကိုဖျက်ချပေးတဲ့အထိဖြစ်ပါတယ်သူဖမ်းဆီးခံရပြီးအကျဉ်းထောင်နဲ့အကိုခံရပေမဲ့၃ရက်ကြာမှထွက်ပြေးပြီးကြမ်းရှိတဲ့ စစ်ပွဲတလျှောက်လုံးဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်ခစ်လေပိုင်းမြင်းစည်းလန်တန်းကတင်းရဲ့ကြီးကအင်ဂျီကိုထိမယ်ဆိုရင်အတွင်းကခစ်ပွဲဟာကွေးတော့ပါလိမ့်မယ်ဒီလိုဖြစ်တာကလေးလန်နဲ့လန်တန်ရဲ့အားကိုတင့်ခန္ဓာကိုယ်လေးကိုတန်တန်မတ်မတ်ဖောက်ထွင်းဝင်ရောက်ဖို့လွယ်ကူစွာခွင့်ပြုပေးပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီအစားခစ်လေပိုင်းတန်ချက်ကနဲ့လဲလိုက်မယ်ဆိုရင်တော့အဲ့ဒါကအကြီးစားထိခိုက်မှုတွေကိုကင်တွယ်ဖို့တိစောက်ထားတဲ့တတုပြခဲများနဲ့ပြုလုပ်ထားတာပါအကယ်၍လန်တန်နဲ့ထိမယ်ဆိုရင်တတုပြများဟာပြက်နက် သွားပြီးအပြင်းနဲ့ထိခိုက်မှုကလန်တန်ကိုတင့်ကိုစိုက်မချနိုင်အောင်ရက်တန့်ပေးပါလိမ့်မယ်တင့်လက်တွေကတောင်းပန်အဖြစ်ကြောင်းသွားရင်တကယ်ပဲကောင်းကောင်းပြန်တန်းနိုင်ပါမလားပြန်တန်းနိုင်ဖို့အတွက်သူတို့ဟာတင့်ကိုတဲဆောင်ဖို့အနည်းဆုံးပေးနှစ်ဆက်ကျေရပါမယ်ပြီးတော့ကိုလေးချိန်ကိုမြင့်တင်နိုင်ဖို့အတွက်ကိုကာရဖလာသမားရဲ့ရင်အောင်ကျွတ်သားအရွယ်စားထက်နှစ်ဆကြီးတဲ့ကျွတ်သားတွေလိုအပ်ပါလိမ့်မယ်ဒီကျွတ်သားတွေကိုပုံမူတည်ငြိမ်စေဖို့တင့်ရင်ဘက်မှာအေယာမအယူကြီးတစ်ချောင်းလိုအပ်ပါလိမ့်မယ်ဒါ ပေမဲ့လက်ခတ်ပြန်တမ်းမှုအတွက်တင်ကအရန်လေးလံနေပါလိမ့်မယ်ဒါကြောင့်လက်ခတ်ပြန်တမ်းမဲ့စား၆ကမ်းပါပေါ်ကနေခုံချပြီးလေဟုန်စီးရပါလိမ့်မယ်ပြီးတော့တင်ရဲ့အစုပ်တွေကပြန်တမ်းမှုအတွက်ဒီဇိုင်းထုတ်ထားတာမဟုတ်တဲ့အတွက်လေထဲမှာသတိလစ်သွားပါလိမ့်မယ်ဆိုလိုတာကတင်ပြန်တမ်းနေစဉ်သတိရှိနေစေရန်အောက်ဆီဂျင်ကန်တစ်ခုလိုအပ်ပါလိမ့်မယ်